ားလုံးတို့သားလေးစားပါ RPR Arkham မြန်မာ news channel ကနေညထီစွာပြန်ပြီးကြိုဆိုလိုက်ပါတယ် profile တော်လိုင်းရဲ့နှစ်နှစ်တာလှည့်ပြောင်းတဲ့အနာဂတ် Rockhine ဆိုတဲ့သတင်းဆောင်ပါသုံးသပ်ရှင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစိုးရကြေရှုနားဆင်ပေးကြပါအောင်ခင်ဗျဝင်ရစာရေးသူမော့ပါဖြစ်ပါတယ်ဆရာမော့ပါကိုဒီဆောင်ပါကိုဖျက်ခွင့်ပေးဖို့ခွင့်တောင်းလိုက်ပါတယ် ULAA အနေနဲ့ယခုရရှိထားတဲ့စီရင်အောင်မြင်မှုတွေကိုရရှိတည်တံ့သောနိုင်ငံရေးရှာလန့်အဖြစ်တော်ပြောင်းလဲဖို့အခွင့်အလမ်းရှိနေပေမဲ့လက်ရှိကာလဟာရခိုင်စီရင်နေနိုင်ငံရေးအလားအလာကိုမြန်မာနယ်ဦးဒေါ်လာအင်းနဲ့တိကျလွတ်လပ်စွာခွေထွေရမရနိုင်သေးပါဘူး။ဆ ਿਆ မဘွားတုံသက်ထားတဲ့ဆွန်ပါတုံသက်ရှိဖြစ်ပါလေ။ဘဝင်ပါလာမှာဆွန်ရာတီ သရုပ်ပေါ်ပြီးပြီးတတမဖို့ပြနေသေးပေမဲ့နောက်ပြန်လေးတွေမုတ်တုံရှားသည့်ဟောနှင်ထုတ်နေတဲ့ကာလဖြစ်သလိုအရခတ်တော်အေးဟာလည်း2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာမကင်ပြည့်ရဲ့အလှည့်ပြောင်းကာလကိုယူဆောင်လာခဲ့ပါတယ်။နောက်ပိုင်းညီတော်မဟာမိတ်အဖွဲ့ဝင်အေးဟာစစ်ကောင်စီတပ်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့ပြီးအခင်ပြည်သူတွေစိတ်အားထက်သန်စွာဆောင်ရွက်နေတဲ့မြို့သိမ်းတိတ်ပွေးလို့ခေါ်နိုင်တဲ့ စီလှုပ်ရှားမှုကြီးကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီနေ့ဒီဟာအေဆူစီချောကိုကြုတ်ထမ်းမြန်နိုင်ပေးထားခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်ကြာကကတိစကားကိုလက်တွေ့ပြသလိုက်ခြင်းဖြစ်ပြီးရခိုင်သမိုင်းအချို့အကွေတခုကိုဖန်တီလိုက်ခြင်းလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လမှာ ၎င်းရဲ့အခြေပေါ်တွေကိုငါတို့မှာတော့2024ခုနှစ်2025ခုနှစ်ဒီနှစ်နှစ်အတွင်းမှာကမ္ဘာကြီးကိုတည်တည်ပြမယ်အလုံးနဲ့တည်တည်ပြမယ်ရှားလက်ကိုဖန်တီးပြမယ်တခုတော့ပြောင်းလဲစေရမယ်ဆိုတဲ့ခရီးစကားများကိုမီဒီယာတွေမှာပြန့်နှံ့စွာတွေ့ရပါတယ် 2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာစတင်ခဲ့တဲ့ရခိုင်မြို့သိမ်းတပ်ပွဲဟာယခုကမှနှစ်နှစ်ပြည့်မြောက်လာပြီးဗိုလ်ချုပ်ထွန်းမြင့်နိုင်ပေးထားခဲ့တဲ့အနာဂတ်အမြင်နဲ့ကတိစကားတွေရင်းမှန်းချက်တွေဟာလက်ရှိအချိန်မှာအတိအကျပုံပေါ်လာခဲ့ပြီးဖြစ်ကြောင်းတွေ့မြင်ကြမှာဖြစ်ပါတယ်။အပြုတ်နဲ့အလုံလက်ဖက်ညီမှုနဲ့အေရဲ့ပြူဟာမြောက်အစီအစဉ်များ2023ခုနှစ်နိုဝင်ဘာ23ရက်နေ့မှာစတင်ခဲ့တဲ့ရခိုင်မြို့သိမ်းတပ်ပွဲတွေဟာဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့အပြုတ်နဲ့အလုံလက်ဖက်ညီမှုကိုပြသနေပြီးအေရဲ့လေယုံရှင်နဲ့နှလုံးရည်တို့ကို ြူဟာကြစွာရှာပြလိုက်ခြင်းဖြစ်ပါလေ။ဟိုချုပ်ထက်မြက်နေဟာနိုင်ငံရေးရပိုင်ခွင့်တွေနဲ့နာခတ်ရင်းမှန်းချက်တွေကိုအနာမသိမ့်ပြီးကာလ2021ခုနှစ်မတိုင်မီကတည်းကပဲပြည်သူတွေကိုရည်ရွယ်ဝံ့ဝံ့ချပြခဲ့ပြီး အဲ့ဒီအခါကပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့အထင်သေးမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းရေမှန်းချက်များဟာလေထဲကစကားလုံးတွေမဟုတ်ခဲ့ပါဘူး။ကိုချုပ်ထက်မြန်တဲ့ရဲ့စကားတွေဟာရခိုင်လူထုတွေစိတ်သက်ခွန်အားတွေရရှိစေခဲ့ပြီးအေကိုအင်အားတောင်းတင်းစီဖို့ကြိုတင်ပြင်ဆင်မှုတွေအဖြစ်ဖြူဟာမြောက်အထောက်ပံ့ဖြစ်ခဲ့ပါတယ်။တပွေနှစ်နှစ်တာကာလအတွင်းစီးရည်နဲ့နိုင်ငံရေးရှင်ခွင့်ချကိုတိတိတလာပြောင်းလဲနှင်ခေခြင်းဟာအဲ့ဒီဖြူဟာမြောက်ပြင်ဆင်မှုတွေရဲ့အတိအပွင့်ပဲဖြစ်ပါတယ်။ကျင့်ပြန်ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့လူထုဟောပြု တော်နိုင်ရေးပုံစံကိုလေးလက်တွေ့အကောင်ထေဖို့ကြာချင်းပြင်းကအောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်ခဲ့ပါတယ်အေးရဲ့မုံတိုင်းထန်တဲ့လန်ကီနဲ့အဖို့မဖြတ်နိုင်တဲ့အောင်မြင်မှု မြန်မာပြည်မြောက်ပိုင်းဒေသကကချင်နဲ့ချမ်းပြည်တို့မှာစစ်ရေးအစပြုခဲ့ရတဲ့အေအေတွေယနေ့ရရှိထားတဲ့အောင်မြင်မှုတွေဟာလက်ခုတဲ့လန်ခရီမဟုတ်ခဲ့ပါဘူး။ကချင်ပြည်နယ်လိမ့်စာမှာ2009ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တဲ့အေဟာစစ်ရေးအတွေ့အကြုံရရှိရတဲ့မြန်မာစစ်တပ်ရဲ့အစီအလှုပ်ရှားမှုပုံစံတွေကိုနားလည်ရန်ချမ်းမြောက်ရဲ့တိပွဲတွေမှာပါအသက်အသေးတွေရန်ဒီပေးဆက်ခဲ့ရပါတဲ့ 2015ခုနှစ်မှာရှင်ပြည်နယ်မှာတဆင်ထုတ်ဖော်ဝင်ရောက်လာခဲ့ကြပြီးပလက်ဝဒေသအနှံမြန်မာစစ်တပ်နှင့်တပ်ွေပေါင်းများစွာပြင်းပြင်းထန်ထန်ပြစ်ဒဏ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့2018ခုနှစ်နောက်ပိုင်းဒဇင်မာနမှာပေါ်နေချံမြို့နယ်တောဖြားဆောင်ဒေသနဲ့တာကျွေရအနီးမှာမြန်မာစစ်တပ်နဲ့ထိတွေ့တပ်ဝေးစတဲ့ဖြစ်ပွားခဲ့ပြီးရင်းနှီးဝေးဟာရခိုင်ပြည်အတွင်ပထမဆုံးတပ်ဝေးဖြစ်တဲ့ကေတော့ရခိုင်လူထုတောင့်တနေတဲ့တော်လိုင်းရဲ့ဂျီဖောင်တန်ကိုစတင်ခေချင်းလေး ဖြစ်တယ်လို့ဆိုနိုင်ပါတယ်2019ခုနှစ်မှာဘူဒီတော်မွန်တိုဒေတာမှာရှိတဲ့နေချာဆောင်တပ်စခန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်မြန်မာစစ်တပ်ကအမြင့်ဖြတ်ရှင်မုံရဲ့အပြင်အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NLD ဆိုရရဲ့တရားဝင်ထုတ်ပြန်မှုကိုပါခံခဲ့ရပါတယ်အဲ့ဒီကြောင့်ဒေဆောင်နေချိန်မှာစပြီးတော့ရခိုင်ပြည်သူ့ခြေကုပ်ယူရန်ဂျိုးပန်းစင်ကာလများအတွင်မှာကျွန်တွေ့ခရရဲ့အရေးချေလန်းတိုင်းဟာစင်ခုမှုတွေနဲ့ပြင်းနေနေခဲ့ပါတယ်တော်တော်လေးပဲ၎င်းတို့ရဲ့ရေမှန်းချစ်ဖြစ်တဲ့ရခိုင်တလန်းစင်ပေါ်မရင်မရင်ရှက်တင်နေခဲ့တဲ့အတွက်ရခိုင်တို့ရဲ့ ဲ့အဖြစ်ဝယုံကြည်မှုနဲ့အဖို့မပြတ်နိုင်တဲ့ထောက်ခံမှုတွေကိုရရှိခဲ့ကြောင်းရခိုင်မျိုးသင်းဒိတ်ဝေးတွေကလည်းရှိသက်သက်ပြတဲ့ရှိပါတယ်။သစ်တော်များနဲ့ပေါ်စစ်စင်ရေးကိုချိတ်ဆက်ခဲ့တဲ့အေရဲ့တီချာနိုင်ငံရေးချမ်းမြောက်ဒေသမှာ2023ခုနှစ်အော်တိုဘာလ29ရက်နေ့စတင်ခဲ့တဲ့တစ်တုံမြနှစ်ပေါ်စစ်စင်ရေးဟာညီတော်မဟာမိတ်တုံ့ပြန်တော်ရဲ့ပူပေါင်းစစ်စင်ရေးဖြစ်ပေမဲ့လေရခိုင်ပြည်တွင်းအတပိများစွာတည်ရောက်စေခဲ့ပါတယ်။ရခိုင်မျိုးသင်းဒိတ်ဝေးတွေကိုတစ်တုံမြနှစ်ခွင့်ရဲ့အစ်စ်ပင်အဖြစ်ပုံဖော်ခြင်းဟာစစ်ကောင်စီရဲ့အနာကိုတပြိုင်တည်း PR ပေးလိုက်ခြင်းအ ပါဝင်ရခိုင်ရေးကိုမြန်မာနိုင်ငံရဲ့တော်လှန်ရေးအချိန်အဟုန်နဲ့တသားတည်းဖြစ်ကြောင်းပြသနိုင်ခဲ့ပါတယ်ရင်းတည်အောင်မူဟာတွေကိုတော်လှန်ရေးအင်အားစုတွေအတွက်ပါအကျိုးကျေးဇူးများစွာဖြစ်ပွားစေခဲ့ပြီးတချိန်တည်းမှာပဲအေရဲ့စီရေးအောင်မြင်မှုတွေကိုနိုင်ငံတကာအသိဝန်ကပုံမအာရုံစိတ်ဖို့ ဆွဆောင်နိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာ ULAA ဟာ၎င်းတို့ရဲ့တီချာရက်တွေချက်တွေနဲ့မိမိကံကြမ္မာကိုမိမိဆုံးဖြတ်ပင်ခွင့်ရှိတယ်ဆိုတဲ့ချင်းလင်းပြသမှုကိုပြသဖို့နိုင်ငံရေးခြေလှမ်းတွေကိုခိုင်မာစွာနှံ့ကျင်ဖြစ်ကြောင်းလေးတွေ့မြင်ရမှာဖြစ်ပါတယ်။စီရေးအောင်မြင်မှုမှာအုတ်ချိုရေးစိန်ခေါ်မှုနဲ့အနာဂတ်တည်ဆောက်ရေးစီရေးအရာစခန်းတွေမြို့တွေကိုတင်ပိတ်နိုင်ခြင်းဟာဂုဏ်ယူစရာကောင်းပေမဲ့လေတော်လိုင်းရေးတပ်ဖွဲ့တွေရင်ဆိုင်ရလေရှိတဲ့အဓိကစိန်ခေါ်မှုကတော့အုတ်ချိုရေးရန်တရာဖြစ်ပါတယ်။အဲ့ဒီမျက်စိဝေးကြောင့်ပျက်စီးခဲ့ရတဲ့လ မ်းမှန်စစ်တွေရေးအုပ်အိမ်များနဲ့ဖွံ့ဖြိုးရေးအတွက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာလည်းစနစ်တကျဖြစ်ဖို့လိုအပ်ပါတယ်။အေးရဲ့ပင်မလက်တိုင် ULA ဟာ၎င်းတို့ ထိန်းချုပ်ထားတဲ့မြို့နေမြန်မာတရားစီရင်ရေးလုံခြုံရေးချမ်းမာရေးပညာရေးစတဲ့ပြည်သူဝန်ဆောင်မှုတွေကိုအာတုံခွန်စိတ်ကျုပ်ပန့်နေပေမဲ့လေရခိုင်ပြည်သူတွေနဲ့အုပ်ချုပ်ရေးဆိုင်ရာပတ်တိုင်မှုတွေရှိနေတာကိုညှင့်ပေလို့မကြပါဘူးရခိုင်ပြည်တရားရေးအတွက်လိုအပ်နေတဲ့ချမ်းပုံွေလူအချင်းမြေစွန်းအားနဲ့အခြေခံဥပဒေရေးဆွေးရေးစတဲ့စီရင်အောင်မြင်မှုတွေပုံမအရေးကြီးပြီးရင်းလုံငန်းစဉ်တွေဟာပြည်သူများထံမှဆင့်သက်လာခြင်းဖြစ်ကြောင်းကတိပြုကြမှာဖြစ်ပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့ ဖြတ်တောက်ပိုက်ဆို့မှုတွေနဲ့စစ်ဘုတ်ရဲ့နာစီတွေအခံမှုတွေကြောင့်ရခိုင်ပြည်သူတွေဟာစာနေရခါစေဝါနဲ့အခြေခံလူမှုဘဝလိုအပ်ချက်တွေပြတ်တောက်မှုကိုအပြင်းထန်ခံစားနေကြရပါတယ်။ယင်းအခြေအနေကိုမထင်းချုံနေပါက ULA အုပ်ချုပ်ရေးအဖို့ယုံကြည်မှုကျဆင်းပြီးပြည်သူထွက်ခံမှုယုံနေလာခြင်းများကိုရည်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့်အုပ်ချုပ်ရေးတည်ငြိမ်မှုကိုအမြန်ဆုံးအားဖြစ်ဖို့အတွက်အရေးကြီးနေပါတယ်။ စစ်ရေးအောင်မြင်မှုကိုထိန်းချုပ်ရင်းနဲ့နိုင်ငံတကာဆက်ဆံရေးစင်ကုန်မှုများအေဟာရခိုင်ကမြို့နယ်စစ်လေခုကိုတင်ပိတ်ထားပေမဲ့လေပင်လေထွက်ပေါက်နဲ့ရေချောင်းစုံမွေးအတွေ့အရေးပါတဲ့အစ်စ်တွေကြောင့်ပြုနေမှန်အောင်မြို့များကြန့်ရှိနေပါသေးတယ်စစ်ကောင်စီဟာရေချောင်းကိုအသုံးပြုပြီးတော့စစ်သင်ဖို့တွေနဲ့လိုအပ်တဲ့လက်နက်ခေယံတွေစစ်ကူတပ်ဖွဲ့ဝင်တွေကိုလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့စစ်တွေကြောင့်ပြုမြို့တွေကိုအတားအဆီးမရှိဖြစ်စေ ြစ်တင်းနိုင်ခွင့်ရနေပါတယ်။လက်ကျန်မြို့တွေကိုတင်ပိုက်ဖို့အတွက်အာဖရိကတပ်တို့ကစစ်ကောင်စီရဲ့ရေတပ်အသာချစ်တွေကိုထိရောက်စွာခြေဖြစ်နိုင်မဲ့ဗျူဟာတွေချမှတ်ဖို့တေချာပလိုအပ်နေပါတယ်။စစ်ကောင်စီအတွက်လက်ရှိမှာတက်တုံညနှစ်ကောင်စစ်စင်ရေးစတင်တဲ့ရှမ်းမြောက်မှာစိန်ခေါ်မှုများရှုံနေသွားခဲ့တဲ့အတွက်ရခိုင်ဘက်ကပုံမအယုံစိတ်ဖို့အခွင့်အလမ်းရလာနိုင်တဲ့အတွက်ကြောင့်ကြီးရည်လေးအင်အားသုံးတန်တဲ့ပြန်လေထုစစ်တိုက်ခိုက်လာမှုတွေမကြခင်ပြုတ်လုပ်လာနိုင်ွယ်ရှိနေပါတယ်။တခြားတစ်ဖက်မှာရခိုင်ကစီမံကိန်းတွေနဲ့ဆက်နွယ်ပြီးတော့ပြည် ုံးတဲ့အိန္ဒိယတို့ရဲ့အကျိုးစီးပွားဆိုင်ရာစိုးရိမ်မှုတွေအပေါ်ဖြည့်ရှင်းဆောင်ရွက်ဖို့လိုအပ်နေပြီးဘင်္ဂလားဒေ့ရှ်နေတဲ့အရေးကိစ္စကိုလည်းလုံခြုံရေးအရာအရေးကြီးတဲ့ကိစ္စအပြည့်ပြည့်သူများကလည်းတသားတည်းနားလည်ဖို့လိုအပ်ပါတယ်။ ULA ရဲ့စီးရင်တဲ့နိုင်ငံရေးဆိုင်ရာစီမံမှုတွေဟာယခုကာလမှာနိုင်ငံတကာဆက်ဆံရေးစင်ကုန်မှုတွေကြောင့်ရှုပ်ထွေမှုတွေပေါ်ပေါလာတာကိုသတိပြုရန်လိုသလိုနိုင်ငံတကာအသိဝင်ရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိဖို့အတွက်လည်းရှေ့ရှုဖို့လိုအပ်နေခြင်းဖြစ်ပါတယ်။ဤကုန်းချုပ်အနေနဲ့ ULAA ဟာ ရခိုင်တုံလိုက်ရေးတမိုင်းချောင်းမှာလူထုယုံကြည်မှုအားကိုမှုတွေကိုရရှိထားပြီးပုချုပ်ထွက်မြတ်နေကိုလည်းရခိုင်လူထုရဲ့မျိုးလင့်ချက်အခြေဆုံးခေတ်သစ်ကောင်းဆောင်ဖြစ်ရှုမြင်ထားကြပါတယ်။ဒါပေမဲ့လည်းယခုချိန်ဟာရခိုင်တို့ရဲ့ကံကြမ္မာကိုထုစစ်ပုံဖော်မှုအစပိုင်းကာလသာရှိသေးပြီး ULAA အနေနဲ့တရားမျှတတဲ့အချုပ်ရေးရန်တရားကိုအောင်မြင်အောင်အကောင့်ထေပို့ဆောင်နိုင်မလားဆိုတဲ့ကိစ္စရပ်များရှိနေပါသေးတယ်။ဒါပြန်ဆရာနာရှင်လျောက်ကရခိုင်ပြည်အလုံးစုံတွမ်းများကြီးအတွက်စစ်တွေကြောက်ပြူနေမှအောင်မျိုးအပြင်မဟာမိတ်ဒေသမှာရှိတဲ့စစ်မျက်နှာတို့ဟာလေစစ်လေတိတ်ပွေဝင်ဖို့ နဲ့စစ်ကောင်စီကိုဖိအားပေးဖို့အရေးကြီးလျက်ရှိနေပါတယ်။ ULA အနေနဲ့ယခုရရှိလာတဲ့စီးရီအမြင်မှုတွေကိုရရှိတည်တံ့တဲ့နိုင်ငံရေးချလန့်အဖြစ်တော့ပြောင်းလဲဖို့အခွင့်အလမ်းရှိနေပေမဲ့လက်ရှိကလဟာရခိုင်ရဲ့နိုင်ငံရေးအလားအလာကိုမြန်မာတွေဦးတော်လိုင်းတွေတီးခြားလွတ်လပ်စွာခွေးထွက်လို့မရနိုင်သေးပါဘူး။ဒါကြောင့်ရခိုင်ပြည်ရဲ့အနာဂတ်နဲ့အလုံးစုံလွတ်မြောက်ရေးဟာလက်ရှိစစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့တော်လိုင်းရဲ့အားစုတွေရဲ့မြန်မာနိုင်ငံရေးကိုရှုမြင်ပုံနဲ့မဟာဗျူဟာကြတဲ့ခြေလှမ်းတွေအပေါ်မှာဆက်လက်မူတည်နေအောင်မြင်လေးဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာငွေရစာရည်သူကတော့ဆရာဘောပါဖြစ်ပါတယ်ငွေရစာရည်သူရဲ့အပေါ်တိုင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကနေအရခံမြန်မာစီးရေးနိုင်ငံရေးတုံ့တက်ချက်တွေသတင်းနဲ့သတင်းဆောင်မတွေတင်ဆက်ပေးနေပါတယ်အဆုံးထိကြေကျုံနောက်ဆက်ပေးကြရတဲ့တော်လိုင်းမိခပြည်သူညီကုံမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရခံပြည်သူပြည်သားများနဲ့တော်မြန်မာပြည်သူပြည်သားများအားလုံးပေးခင်ကြံမှာကြပါသည်ခင်ဗျာ